ါရှင်ဝေကူ channel မှာကြိုဆိုပါတယ်ကျွန်မရဲ့ channel လေးမှာစာဖတ်တန်တွေကိုလာရောက်နားထောင်သူအားလုံးကိုလည်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်ပါတယ်နော်ဒီနေ့တော့ကျွန်မဖတ်ပြခြင်းနဲ့ယတစာရန်လေးကနှင်းစီခြေတန်းလို့အမည်ရပါတယ်ဒီယတစာရန်လေးကတော့ကျွန်မနှင်းစီဆောင်မှာနေခဲ့တုန်းကအကြောင်းလေးတွေကို အတူချုပ်ကလေးပေါ့နော်ရေးထားတာပါအဲ့ဒီနှင်းစီခြေသန်းဆိုတဲ့နာမည်နဲ့ပဲလုံချင်းဝတ္ထုလေးလည်းထွက်ထားပါတယ်လုံချင်းဝတ္ထုကတော့နည်းနည်းရှည်တဲ့အတွက်ကြောင့်မလို့ဖြည်းဖြည်းချင်းအပိုင်းလေးတွေခွဲပြီးဖတ်ပြပေးမယ်နော်အခုလောလောဆယ်တော့ဒီနှင်းစီခြေသန်းဆိုတဲ့ယတစာတန်းလေးကိုအရင်နှားဆင်ကြည့်ကြပါအောင်နော်ဒီနှင်းစီခြေသန်းဆိုတဲ့ယတစာတန်းလေးကကျမနှင်းစီဆောင်အကြောင်းကိုရေးနေတဲ့အချိန်ပေါ့နော် ဒီလိုလုံးချင်းထုတ်ဖြစ်မထုတ်ဖြစ်လဲမသေးကြသေးတဲ့အတွက်ကြောင့်မလို့အဲတဝက်လောက်ရောက်နေတဲ့အချိန်မှာဒီကျမတို့ရဲ့စီးပွားရေးတက္ကသိုလ်ကအမျိုးသားဆောင်ဖြစ်တဲ့မိခဆောင်ကသူတို့နှစ်ပတ်လည်မဂ္ဂဇင်းထွက်ဖို့ရှိတယ်ပေါ့နော်ဆရာပြည်သွင်းနိုင်ရဆောင်မူလေးတစ်ပုဒ်ပြပါလို့တောင်းလို့ဒီနေ့စီဆောင်အကြောင်းရေးပြသားအတူချုပ်ကလေးပေးလိုက်တာပါရသစာရန်ဖြစ်ပေါ့နော်နောက်ပြီးတော့စီးပွားရေးတက္ကသိုလ်အမှတ်တရဂျာနယ်လေးမှာလည်းဒီဆောင်မူလေး ပါခဲ့ဘူးပါလေအဲ့တော့နှင်းစီဆောင်ကြောင်းမိဆက်နှင်းစီခြေတန်းလုံးချင်းရဲ့မိဆက်သဘောနဲ့ပဲအဲ့ဒီယတစာရန်လေးကိုဖတ်ပြမယ်နော်နားဆင်ကြည့်ကြပါဦးတေဟူဒီလွမ်းမောပွေရာတေးတပုတ်ကိုစွပြန့်စွာ ကြားလိုက်ရသည်နှင့်တူပါသလားသတင်းစာထဲမှာကြော်ညာလေးတစ်ခုသည် မော့ရင်ကိုစွပြက်လွန်မောသွားစေခဲ့၏1993ခုနှစ်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဘွဲ့ရကျောင်းသူကျောင်းသားများ၏ပထမအကြိမ်မိတ်ဆုံစားပွဲဖိတ်ကြားစာမော်ဒီသတင်းစာကိုဖတ်ပြီးဝမ်းနဲ့ဝမ်းသာခံစားနေရ၏ခုချိန်မှာကွဲကွာနေတာကြာပြီဖြစ်သောတငယ်ချင်းများနှင့်ပြန်ဆုံတွေ့ရရင်ဝမ်းသာမိမှအမှန်ပင်ဖြစ်တော်လေ ဂုံရှိန်မြင်မာကြီးပွားချမ်းသာကအောင်မြင်ကြော်ကြားနေသူများနဲ့ဆုံရမှာကိုလည်းနည်းနည်းတော့အားငယ်သလိုလိုပင်ခုတလောရန်ကုန်တက္ကသိုလ်ဘောင်းဆောင်မှာចောင်းသားဟောင်းများသူ့နှင့်အလိုက်သူ တွေ့ဆုံပွဲလေးတွေလုပ်ဖို့ဖိတ်ကြားကြသည်ကိုသတင်းစာထဲမှာတွေ့နေရသည်နှစ်ပေါင်းအစိတ်30ကျော်ကចောင်းသားဟောင်းတွေကလည်းမေချာအလိုက်တွေ့ဆုံကြဖို့ကြော်ညာထည့်သွင်းကြ၏၄90နှစ်သမားများကလည်းမိတ်ဆုံစားပွဲတွေလုပ်ကြ၏ အားလုံးလူလူပင်ကြောင်းသားဟောင်းတိုင်းတွိတ်ဆုံမွေးတွေခစ်စားနေကြသည်မော်ကလည်းသတင်းစာဖတ်တိုင်းတို့များနှစ်ကကောဘယ်တော့ကြောညာပါလိမလဲလို့တိတ်တခိုးမျှော်နေမိသည်မှာမှန်ပါအံဝေါ်စရာတော့ကောင်းပါသည်ခွဲခွာလာကြတာနှစ်ပေါင်း20နီးပါးကြာကမှပြန်လည်နုတစ်ဖို့ကြိုးစားစုစည်းသူများကဘသူတွေဖြစ်မလဲကြောညာလေးအောက်မှဆက်တယ်ရန်လိစာများကိုဖတ်ကြည့်တော့ရာထူးကုန်တိမ်ကြီးမားလာသည် ုံးနံပါတ်2ခု3ခုပိုင်ရှင်များမှာမော်နဲ့တယောက်မှမရင်းနေတနေ့သေးသားတွေဆိုပေမဲ့မော်ကသူတို့ကိုတယောက်မှမသိသလိုသူတို့ကလည်းမော်ကိုတော့တိကျလိမ့်မည်မထင်ပါသို့ပေမဲ့မိုးပပလင်းတို့အဖွဲဆိုရင်တော့တထန်းသေးသားတွေမပြောနဲ့တချောင်းလုံးမင်မကသည်တခြားအเจ้าများကပါမသိသူခါရှာရှာဖြစ်လိမ့်မည်ဟုမော်ထင်ပါသည်အဲ့ဒီတုန်းကမိုးဤကြောကြားမှုသည်သူမနဲ့တွေ့သောတငယ်ချင်းများကိုပါရောင်ပြန်ဟတ်နိုင်လောက်အောင် အင်အားကြီးခဲ့၏ RC2 မှာမတိသူမရှိ RND တို့ main တို့ RC1 RC3 တခါတရံ MC မှာစာချုပ်များပင်လာကြည့်ယူရသည်မိုးပပလင်းမိုးပပလင်းတို့အဖွဲ့ကအလွန်အတွေးညီသည်ဟု လူပြောများကြော်ကြားခဲ့သည်လေနှင်းစီဆောင်ကွင်းအီကိုကွင်းဟိုက်ကင်ကွင်းဘိတ်ကွင်းမိုးကပြားစာပေဝါသနာကြီးသူ မေးကျောင်းသားအရေးခင်များမှာတက်ကြွလာသည်ခန်း ပြီးတော့တငယ်ချင်း၃ယောက်ကို ဟာနေသည့်နေရာမှာအကုန်ဖြည့်ပြီးညှို့ညွတ်စေခြင်းလှသည့်မော်မော်ရင်ထဲမှာလှိုင်းကလေးတွေငိတ်ငိတ်လူလာ၏လွမ်းမောတန်းတားမှုလှိုင်းကျက်ခွက်ကလေးတွေက အတိတ်ကံကြီးကို တို့ထီကြည်စဲလေးပြီနှလုံးသားတောင်းမြင်သည့်အလွမ်းများဖြင့်တဖြည်းဖြည်းစိတ်အိမ်ဆူဆွလာ၏တငိမ့်ငိတ်တသိမ့်သိမ့်ပုံပြပြအတိတ်ကံကြီးသည်ကံဝေးတော်လေအခိုင်မာတရှိစေ စိတ်ဝိညာဉ်လေးကလေးသည်စမ်းကြဲသောအဟုတ်ဖြင့်အတိတ်သို့ဥတီလေသည်ကျောင်းဖွင့်စနနက်ခင်းများသည်ဒီစင်မှာနှင်းရီတို့ဖြင့်ဆူဆွနေခဲ့၏အဆောင်ရောက်စမှု နေရထိုင်ရတာအထာမကျလာသေးတော်လေစုံတွေ့ရသည့်ခန်းပေါ်နှင့်တငယ်ချင်းတစ်များကဖြူစင်နှွေးထွေးလာသည်မူအားလုံးကငယ်ပေါင်းကြီးပေါ်တွင်ပမာချက်ချင်းပင်တသွေးတစီတဲဖြစ်သွားကြသည်အတန်းတဆာကအထက်တန်းကျောင်းမှထုံးစံအတိုင်း မင်္ဂလာပါဆရာဟုနှုတ်ဆက်မိကြသူများနှုတ်ဆက်ဆရာမလိုမှန်းသိတော့ဝမ်းနေကြရသူများလည်းနောက်ပိုင်းတော့အသားကျသွားခဲ့ပြီးစောင်းသူများပြီပြီးကြောင်းထဲမှာခက်ရိုးရိုးခက်အာအပုံမှန်မကြသည့်အလွဲများကလည်းတဖြည်းဖြည်းတော့ခင်းနဲ့အညီအံဝင်ခွင်ကျနေတက်လာပြီးအဆောင်ဘားဝလာတော့ညဘက်စာရင်စားဖို့ထမင်းလဲခိုးတက်ခဲ့ပြီးရေမလာသည့်ရက်များမှာရေပုံးကျွတ်တက်ပြီးချစ်တက်ဖို့ရေပေါ်သည့်အီကိုညီမဆောင်များမှာ ရည်သွားချိုးရဲ့အပေါင်းအသင်းဆက်တက်ဖို့ကိုလည်းသင်ငန်းစာများစုံခဲ့လေပြီမိုးကအသင်းပိတ်ကနစ်များမှာကွင်းပွဲတွေတတိတသန်းကြီးနဲ့တထပူစောင်းနေချိန်မှာခန်းကလည်းညစဉ်အဆောင်ရှိမှတချင်းတွေများနဲ့အပြိုင်ဂီတာတလက်နဲ့နင်းစီဆောင်ဤပင်နိုင်ဆိုတော့ပေါ့ဆိုလိုတီးလို့များအရှိန်တက်နေပြီဆိုရင် စာချက်ခေါင်းလောင်းထိုးမှန်းလည်းမသိအဆောင်မှုအခန်းလိုက်စစ်မှန်းလည်းမသိ အခန်းထဲမှာဂီတာပိုက်မိရတာလူစုမိရတာခဏခဏမိလို့ယုံငန်းတဲ့လက်မှတ်လိုက်ထိုးရသည့်အချိန်ကလေးအခါခါများခဲ့ပါပြီ။ဒုဗိမဲစူမြင်းတီးမြင်းလူစိုးစင်းရင်ဝင်မတက်ဝါသနာကြီးခဲ့တော့လေတကယ်တမ်းအဆောင်တင်တာမှကြတော့တချင်းတက်ဆိုသူကမေနယံကစားဆောင်မှာကြပြာစုရသူကလည်းမေ မောကတော့အားကစားမှထူးချွန်မလားရဲ့လို့စူးစမ်းကြည့်သေးတော့လေနောက်ဆုံးမှာတော့ နှင်းစီဆောင်၏အစဉ်လာကြီးသည့်ဟိုက်ကင်ပြိုင်ပွဲမှာလက်ခုပ်တီးအားပေးသူတက်တက်သာဖြစ်ခဲ့ရ၏ဒီလိုနှစ်ပင်နှစ်ဝက်ကြောင်းပိတ်ချိန်နှွေရသည်ကိုအုပ်အောထန်နှင့်အတူကြိုခဲ့ကြော်ခဲ့ကြ၏ဒီလိုနှစ်ပင်ဒုတိယနှစ်ဝက်စာတင်ချိန်ရောက်လာတော့အပျော်တွေစုံလင်စွာခံစားပြီးပြီမို့စာချက်ဖို့အချိန်ကျပြီဆိုတာအလိုလိုအသိဝင်ကြပြီ တကယ်တမ်းကတက်ကတူဆိုသည်မှာမိဘအရေးအောက်မှာထွက်လာပါကိုစိတ်နှစ်ကိုဘလောက်ပဲလွတ်လပ်သည်ဆိုဆို ကိုလွတ်လပ်မှုကိုကိုထင်းကကိုပိုင်အတိတရားမွေးယူရမည်နေရပေပဲလောင်ချိုက်ဟပေးသည်ပဲဖြစ်ဖြစ်တန်ကုန်ချလက်ခံရသည်ပဲဆိုဆိုတက္ကသိုလ်ကျောင်းသူတယောက်ဤလွတ်လပ်မှုက ကိုကိုကိုထင်းချောင်းတက်အောင်အတိသွင်းပေးခြင်းတမျိုးပေပဲဒုတိယနှစ်ဝက်ကျောင်းပြန်ဖွင့်သည့်နှစ်ထိုးသည့်များကဆောင်သူတိုင်းကိုတက်လန့်စာပြုလိပြီစာချက်ချင်းတွေမှာလဲဟောကြူတာများကလိုက်စစ်စရာမလိုပဲအခန်းတွေရှောက်မလဲကြတော့စာမှုပွဲနီးလာလီ ဖျားကန်ထဲမှာဖျားဝတ်တဲ့သူတွေပိုများလာလေအဆောင်တရေဇလန်းများလဲပေါ်လာလေဇာမွေးပွဲနီးကမှမိကလည်းမကြာခဏပြက်လိုက်သည်ဖြစ်ချင်းအရေးတွေပြက်ကစိတ်ချောက်ချားကုန်ကြလေသလားမသိကိုတယောက်ကဘာတွေ့လို့ဒီတယောက်ကဘာကြားလို့ ਨੇ စိတ်တစားဇလန်းတွေကလည်းတရေပုံမြင်တွေလူလူတစေဒဏ္ဍာရီလူလူတို့ပင်မဲမော်ရိုဤပထမနှစ်ဇာမွေးပွဲသည်စိတ်လှုပ်ရှားမှုကိုဆုံးခန်းတိုင်အောင်မရောက်စေနိုင်ခဲ့ပါ ဇာမွေးပွဲဖြစ်ရင်တဝက်တစ်ပြက်နှစ်ပင်ငွေဆက်ကူများတံမိုးမဲ့သွားကြောင်းသတင်းတစ်ခုနှင့်အတူမမျော်လင့်သောနောက်ဆက်တွဲအဖြစ်ဆိုးမျိုးစုံက၃နှစ်တာကာလအတွင်းမှာကျောင်းသားကျောင်းသူများ၏သွေးနှင့်မျက်ရည်ကိုပင်လဲဝေးသွားစေခဲ့တော်သည်အတိတ်ကံကိုလမ်းမြင်ရကြည်ပြီးအာလုံးတိတ်ဆိတ်နေကြသည်ကစိတ်အားငယ်ခြင်းစရာလမ်းချင်းလေးသို့ကားကွေလာစဉ်လမ်းကလေး၏အပြောင်းလဲကို ပထမဦးဆုံးသတိထားမိကြ၏ မိဝါရောင်မြေလန်းလေးကိုအနဲ့ရောင်သူအသွင်ပြောင်းကကတ္တရာခင်ထားခဲ့ပြီ။ပူ၆၆မွန်းလဲနေသည်တမိုင်းဝင်းဤကောင်းကင်ကိုအုပ်မိုးကမန်ဖီထားစေ။လမ်းကလေးနှစ်ပေးမှကားတချို့စီတန်းကရပ်ထား၏။မျောကြည့်လိုက်တော့တတိတန်းကြီးကျောင်းပေါင်းဝါအထိသိရိတ်တချို့မှလည်းဟိုတစီဒီတစီဒီအထဲမှာတတိစီကျောင်းဖွင့်ထားတာကြာပြီတဲ့။အော်မော့အတန်ကချက်ကက်ကက် ကားရက်သွားတော့မေကအရင်ဆုံးစင်ကအဆောင်ရှိမှဆိုင်းပုတ်ကြီးကိုတွတွေကြီးမော့ကြည့်နေသည်ဆိုင်းပုတ်ကြီးကအိုးလာပြီအဆောင်ကြီးကလည်းအိုးလာပြီတန်တကားကိုအသာတွန်းဖွင့်လိုက်တော့တကားအိုကြီးကလည်းတညင်းကြီးတညင်းညူတကားပေါကွာမှာဝင့်နေသော ခွေးပင်လေးသုံးကောင်းကထလာက တောင်ကြည့်မြောက်ကြည့်နှင့် မောင်းစရာမလိုပဲလူတွေနဲ့ခဝဲဝဲကိုခွာသွား၏အဝင်ဝနဘေးမှာဟိုးအရင်ကလေးကရှိခဲ့တဲ့စက်ကူပန်းကြုံကြီးက ဖန်းစီဆွေးအောင်ပွင့်နေတော့အပင်အိုပင်မဲ့မသေးသေးပါလားခန်းအတန်ကလည်းအကွက်ကွက်ချီမွန်တလူလူအန်အောတလူလူရွတ်လိုက်ဤအိုပင်မဲ့မသေးသေးဘူးမိကလည်းတန်ရောင်လိုက်ကရေရွရင်ရင်ထဲမှာပါပဲ့တင်တဲ့ပြန်နေသည်အဆောင်ဝင်လန်းကလေးသည်ဖြေးလေးသောဓောက်ဖနက်တန်များကြောင့်အလန့်တကြားခေါင်းထောင်ကြည့်လိမလားလန်းကလေးဖြူးပြီးစင်းနေပုံကအရင်ကလိုလက်ဆက်တကြွသောခြေတံများနဲ့ ူကိုယ်တိုင်ပါဝင်ကပြခဲ့ရသည့်နှင်းစီဇလန်းတွဲတွေကိုပြက်ပြန်ဝင်နိုင်အောင်မလားမျောလင့်နေတဲ့ရောင်ရောင်အဆောင်ကြီးကအိမ်မောကြနေတယ်လို့ပဲနော်စိတ်မကောင်းစရာမောကတူတူလေးညီးပြန်သည်တမင်စာကန်ကြီးကလည်းဟောင်းလောင်းကြီးဝမ်းနေဖို့ကောင်းလိုက်တာဟာလာဟင်းနေဟောကန်ကြီးသည်တစ်ချိန်တုန်းကတော့ဇောနံပကန်းတန်များစီညာနေခဲ့ဘူးသည်နှင်းစီသူတို့ညက်နေအဆောင်ပိတ်ချိန်တိုင်းစုရဖြစ်ခဲ့တယ်လို့ fresher လေးတွေကိုကြိုးစုံနေကြ မင်္ဂလာနေရကြည်စန်းဒီနားကတရုတ်စကားပင်ကြီးမရှိတော့ပါလားမော့စကားတန်ကြောင့်ထမင်းစားကန်းရှိအပြည့်လွှားသွားကြည့်ရင်မျက်နာတွေလည်းမตาရနိုင်ကြပြီအဆောင်သူဘဝကအရေးခိုခဲ့ဘူးသည့်အပင်ကြီးနှင်းစီသူတွေထပ်ပုံရိုက်တိုင်းတရုတ်စကားပင်ကြီးကိုနောက်ခံထားတတ်မြင်အခက်အလက်ဝေးစားသည်မို့အရေးကောင်းသလောက်ပန်းရနံကလည်းညစ်လေတွင်စွပြန့်ကြည်နူးစပွဲတင်းလိုက်နေတတ်ခဲ့သည်ခုတော့သူလည်းမရှိတော့ပြီ။ အိုလွန်းလိုပဲတက်တန်းကုန်သွားလေသလားအကြောင်းကြောင့်ကြောင့်ခုတ်လဲပစ်လေသလားဘယ်သူကမှမသိတော့နိုင်အမှတ်တရတချို့သည်ချေရလက်ရမပြတ်ကြံနေသေးတော်လေတချို့ကတော့သဲလွန်စာမကြံအောင်မင်းပျောက်ချင်းမလားပျောက်ကုန်ကြပြီမောရုအားလုံးအဆောင်ရှိမှကြွက်စီကြွက်စီဖြစ်နေကြတော်လေအဆောင်ထဲမှာလူရိတ်လူရောင်မမြင်မိသေးပါအဆောင်ထဲကိုဝင်ကြည့်ခြင်းသေးတာဟဲ့အဆောင်လည်းမတွေ့ဘူးခွင့်မတောင်းပဲဒီတိုင်းဝင်သွားလို့မကောင်းမှုထင်နေနော် ဟဲဟိုမှာကြည်စမ်းတရတဟိုအခန်းမှာတပတ်ကလေးလှမ်းထားပါလားအေးဟဲ့အပြာရောင်လေးလူတော့ရှိနေသလိုပဲနော်ဘသူများနေတာပါလဲသူမတို့ဤနှင်းစီပင်ကြီးသည်အိုလှပင်မဲ့အသက်ရှိနေသေးချောင်းတိလိုက်ရသလိုအားလုံးရင်ထဲမှာလှုပ်ရှားသွားရ၏ဘသူတွေနေကြသည်လဲဘယ်နှယောက်နေကြသည်လဲတိလိုစိန်များကအဖိတ်ဖိတ်ရှန်ရှန်တက်ကြည့်ကျင်လိုက်တာဟဲ့ငါတို့အုပ်စုတောင်းသားပဲသွားရအောင် အေးအဲ့ဒါဒုတိယနှစ်တုန်းကအမကြီးတို့အခန်းဘက်ပဲသွားကြမလားနေကြပါဦးဟဲဇွတ်မလုပ်ကြပါနဲ့ဒါအရင်ကလိုဒုပိုင်နဲ့နှင်းစီဆောင်မဟုတ်တော့ဘူးဇွတ်ဝင်သွားလို့မဖြစ်သေးဘူးဒီမှာနေခွင့်ရထားသူရဲ့ပိုင်နဲ့ဖြစ်နေပြီသူခွင့်မပြုရင်တို့ဝင်လို့မရဘူးအားလုံးငိုင်းနေကြ၏စိတ်ထဲမှာနှမျောသလိုလိုမခံကျင်သလိုလိုဝမ်းနေသလိုလိုဒီနေရာကိုသူများပိုင်နဲ့လို့လက်ခံလိုက်ရမှာကိုပဲရင်နာသလိုလိုတိတ်လဲစိတ်မကောင်းဖြစ်နေကြနဲ့ ဟိုတလောကဒီအစာဝိုင်းတစ်ခုလုံးကိုဖျက်ပြီးဟိုတယ်ဆောက်မယ်လို့တော့ကြားမိသေးတာ။ဟို။အိုးဖရာကြီးတကယ်လားယင်အတူပါလာသူခန်းဤခင်မွန်ကိုဆိုင်စကားကြောင့်အားလုံးတယောက်တစ်ပေါက်ရေရွရင်ငိုင်းတွေသွားရဤ။သွားပါပြီ။နောက်ဆိုဒီလိုအမတ်တရားဖြစ်လာကြည့်ခွင်လေးတော့မရှိတော့ပြီလား။အသက်နှုတ်ထားယုံမျှမကသေး။မြင်ခွင့်လေးပင် မရှိတော့အောင်အပီးတိုင်းတကြိုးပြစ်တော်မြည်လား။ ဒီသတင်းကအတိအကျတော့မဟုတ်သေးပါဘူးလေကျွန်တော်တငယ်ချင်းတွေစီကကြားတာပါနင်းစီသူ၄ယောက်စလုံးဘာစကားမှမပြောနိုင်တော့ပဲအဆောင်ကြီးကသာငေးမောနေကြ၏အတိတ်ပုံရိပ်တွေကိုတစ်ဖြက်ဖြက်မြင်အောင်နေကြသည်လားဟိုမှာပဲအဆောင်နဘေးကမြေလန်းကလေးသည်နင်းစီကြောပဲ့ရှိဂန်းကော်နှင့်ဂန္ဓမာဆောင်များမှចောင်းသူတွေចောင်းသွားရာလန်းကလေးဖြစ်ခဲ့သည်ဘဲဘက်မှာကဘတ်စကက်ဘောကွင်းလန်းကလေးဖြတ်ထွက်သွားသည်ကစက်တောင်ကွင်း၏အလဲတက်တက် အဲ့ဒီတွင်ပေးမှာတော့ပထမနှစ်တုန်းက မော်ရိုဤအခန်း35မော်ဒီအခန်းကလေးကိုငီးနေရင်ပတ်တရားနေရာဟောင်းများကိုနှလုံးသားထဲမှာဆွဲနေအောင်တေချာမှတ်နေမိ၏နောက်ထပ်တစ်ခါပြန်လာကြည့်ကွင်းကရှိချင်မှရှိတော်မည်မဟုတ်လားအဆောင်ကြီးကအင်္ဂလိပ်လက်ထက်ကလေးကစောက်ထားခဲ့သည်မို့အိုလှပါပြီတို့ပေမဲ့သူမတို့နှလုံးသားထဲမှာမဟောင်းအိုနိုင်သေးမတည်ဆုံးစေချင်သေးအင်္ဂွေချထားခံရသလို့ ငြိမ်သက်စွာအိမ်မောကြနေသည့်နှင်းစီပင်အိုကြီးကိုရခင်ကလိုသက်ဝင်စွာ နိုးထစေခြင်းလှသည် ပုံမြင်တဲကလိုအိပ်ပျော်နေသည့်မင်းသမီးလေးအားအနှမ်းဖြင့်နိုးထစေမည်မင်းသားလေးတပားတလေများမျော်လင့်နိုင်လေအောင်မလားသူမအတွေ့သည်ခလေးဆန်နေသလိုထင်ရတော်လဲဒဏ္ဍာရီများသည်လူတို့ဖန်ဆင်းခဲ့ကြသည်ပဲဟု မောကယုံလေသည်အ ਨੇ ဆုံးတော့ပါဇက်လက်ဆင့်ကမ်းရင်းဖြစ်ဖြစ်ပေါ်တချိန်ကသူမတို့၏တက္ကသိုလ်ပုံမြင်များအား သူမတို့သားသမီးတွေစီ လက်တွေ့ကြကြမစင်ကန်းနိုင်သည့်အတွက်တော့တာဝန်မကျေသလိုခံစားနေရသည်။ဒို့ပေမဲ့အထင်ရှားရှိခဲ့သည့်ထိုအတိတ်သည် ကာလရွေလျှောသွားသောအခါဟိုးရှိရှိတုန်းကပေါ့ဆိုသည့်ဒန္တာကြီးများဖြစ်သွားလေဦးမလား။ဒန္တာကြီးမဟုတ်သည့်အတိတ်တစ်ခုတည်းတွင် တနိုင်ငံလုံးမှចောင်းသားများရောက်လာစုစည်းကြသောရန်ကုန်တက္ကသိုလ်ကြီးသည်အမှန်တကယ်ပင်ဂုံရှိန်ကြီးမားခဲ့ပါ၏။စာပေဘ ഹു တုတ္တ ဘာသာရပ်ဆိုင်ရာပညာများသာမက ပေါင်းသင်းဆက်ဆံရေးလူမှုရေးအမှုပညာအရေးများကိုလည်းလေ့လာစီပူခွင့်ရခဲ့အမိတက္ကသိုလ်သည်အုံနောက်ကိုဖွံ့ဖြိုးစေရုံတည်းမကစိတ်ဓာတ်ကိုရင့်ကျက်စေနိုင်သောနှလုံးသားများကိုပါ အာဟာရပြည့်ဝစေခဲ့သောနေရာကဲကဲစိတ်မကောင်းဖြစ်မနေကြနဲ့လောလောဆယ်ဗိုက်အရင်ဖြည့်ကြရအောင်ပြီးမှနောက်တစ်ခေါက်ထပ်လာပြီးအာစီတူးရောနှင်းစီဆောင်ရောပြန်လာကြည့်ကြမယ်အဲ့ဒီတော့မှအဆောင်တွေ့ရင်လဲအထဲဝင်ကြတာပေါ့ အတူပါလာသောလက်တွဲပေါ်များကအတိတ်မှာမိန်မောနေသူများအားလက်တွေ့ဘဝတည်းသူဆွဲခေါ်ကုန်ကြပြီနှင်းစီအိမ်မှထွက်လာတော့အတိတ်ကနှောင်ချိုးငင်ထားသလိုအားလုံးဤခြေလန်းတွေက လေးလံလာ၏မိခင်ရိတ်မှမထွက်ရက်သလိုရင်ဝင်ဟောင်းစီမှအကြည့်တွေကို မခွာနိုင်သေးပင်အိုကြီးကရင့်ရော်လာပေမဲ့သူဝေပေးခဲ့သောနှင်းစီပွင့်လေးများအစွမ်းကုန်ပွင့်လန်းနေသည်ကိုတော့ပြုံးပြီးကြည့်နေလိမ့်မလား အရင်လိုသူ့လက်တန်ရှည်များနဲ့ရင်ခွေမှာတင်းကျုံဆွဲပွေထားဖို့တော့အင်အားရှိဟန်မတူအားလုံးထဲမှာအစာဝင်ဝမှနှင်းစီပန်းကြုံကြီးကတော့ငါအိုပေမဲ့စွန်းသေးတယ်လို့ပြောနေတဲ့ယောင်ယောင်ဘာပဲဖြစ်ဖြစ်နှင်းစီဤသမီးပြူစဖြစ်ဒီမှငွေတူးတိုင်ချိန်တွင်တစ်ခေါက်ရောက်လာပြီးကျေးဇူးတရားကိုအောက်မွေးခွင့်ရသည့်အတွက်တော့ကျေနပ်ရမည်ပေါ့နောင်လာမည့်ရွှေတူးတိုင်ချိန်ကျရင်တော့အမိအိုကြီးပြန်လဲနိုးထလာလိမ့်မလားမမျောလင့်ရဲသလို့ ရုပ်ကျွင်းတော့ကြံနိုင်ပါဦးမလားမသိချသူ့တမီများကရောလောကမှာဘာဆိုဘာမှမသိချပါအဆောင်ဝင်လန်းသည်ခုတော့အထွက်လန်းဖြစ်ရပြန်လေပြီအဆောင်ဝါမှတန်တကားကြီးကလည်းပြန်ထွက်သွားသောចောင်းသူဟောင်းတွေကိုဝမ်းပန်းတနေညင်းယူရင်းနှုတ်ဆက်ပြန်၏အဆောင်မအထွက်တွင်ကန်တင်းအဟောင်းလေးကိုလမ်းမျောကြည့်လိုက်တော့ခြုံတွေများကပိတ်ဖုံးထားစေယောက်ျားလေးဆောင်များကိုလည်းမျက်စိတစုံတွင် တန်းစီပြီးအိပ်ပျော်နေတဲ့အောင်မြင်နေရသည်ယခင်ကလွမ်းမောစရာအရေးများသည် အတိတ်ဖြစ်ခဲ့ရလိမ့်ပြီးယခုပြစ်ဆုံးပန်းသည်လည်းနောက်အနာဂတ်မှာအတိတ်ဖြစ်ရပေဦးမည်အတိတ်များသည်အရေးပမာအလုံးဤနောက်မှာကပ်၍လိုက်ပါနေစေလောလောဆယ်မှာတော့ခြေတံလေးပဲနားဆွင့်ခဲ့ရပြန်ပြီပေါ့ချစ်တော်နှင်းစီနှင်းစီခြေတံလေးရဲ့ intro လေးပေါ့နော် င်းစီခြေတန်လုံးချင်းတို့ဖြည်းဖြည်းချင်းဖတ်ပြပါမယ်။အားလုံးကျေးဇူးများဤတင်ပါတယ်။